အလုံးမမင်္ဂလာပါအဲဒါလေးတွေကပေါ့နော်ဒါပပပပါ notes လေးကိုဒီတိုင်းဘူးသူတနေနဲ့ကြည့်ပြီးသားမှာဒါကအခြေနဲ့လက်ဆိုင်တာတွေမဟုတ်ဘူးပေါ့နော်ဒါကဆီယမမွန်ဟောစီကဲဒါဗါလဲအဲ American money notes တော့ကျတော့ဒီဒီစာအုပ်လေးပေါ့နော်ဒီစာအုပ်လေးဆီယမထုတ်တော့ကအဲ money mindset market ဆိုတဲ့စာအုပ်လေး ဒီစာအုပ်လေးဆီမှာထုတ်ထွန်းတာပေါ့နော်ဒီဒီကတ်ကလေးတွေနဲ့အတူတူပေါ့နော်ဝယ်ထားတာဖြစ်တယ်အဲ့တော့အဓိက money mindset ပေါ့နော် money နဲ့ပတ်သက်ပြီးတော့ငွေကြီးတွေနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးလေးတွေကိုရဲ့ပေါ့နော်ဒီငွေကြီးတွေလောက်ကနေပုံမှာသဘောထားလေးတွေရှိရမယ်စိတ်ထားလေးတွေရှိရမယ်ဆိုတာလေးတွေကိုပေါ့နော်ဒါ notes လေးနေနဲ့ထုတ်ထားပေးရအဲ့ဒါလေးတွေကိုဒါဘူးတူတာနေနဲ့ဒါ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ဘလိုမျိုးကြီး reading တီးတာလိုမျိုးကြီးဟောတာတော့မဟုတ်ဘောเนาะဒါတိုင်းမဲ့ notes လေးကို sharing လုပ်ပေးတာပါချက်ဖယ်လုံးနေတာတော့ကျင့်ဖြစ်နေလို့ တော့ဒီကက်လေးတွေကကိုမန်နီမိုင်းဆက်နဲ့ပတ်သက်ပြီးတော့ဘာလေးတွေပြောမလဲကြည့်ချင်တယ်ကြည့်ရအောင်ငွေကုတုနဲ့စပီးရှာတတ်ဖို့လိုတယ်လို့ကုတုစင်းနဲ့ပြန်သုံးတတ်ဖို့လည်းလိုပါတယ်တဲ့ဟုတ်တယ်နော် อืมငွေရှာတဲ့နေရာမှာကွာတခါလေကြာရင်သိရမလားဟိုကိုတွေကအာလောဘစောတွေတအားကပ်ပြီးတော့သိရမလားအာဟိုဟိုဘယ်လိုလဲစိတ်တေအယမ်းပေါ့နော်ဒီ negative energy တွေနဲ့ရှာဖွေနေကြတာတွေရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကွာသိရမလားစိတ်ကလေးကိုတက်နိုင်ဆုံးဟိုစိတ်ရှင်းရှင်းလေးထားပြီးတော့ပေါ့နော်ငွေငွေကြီးရှာဖွေတဲ့နေရာမှာကိုက အဲကျေးဇူးတင်စိတ်လေးတွေနဲ့ကိုယ့်ရဲ့ဒီ mindset လေးတွေမှာဒီ positive energy လေးတွေနဲ့ပေါ့နော်အကိုလို့တဲ့အလုပ်ပေါ်မှာလည်းဒါတမိုးထားပြီးတော့ဒီငွေကိုရလာတဲ့ငွေကြေးပေါ်မှာလည်းတမိုးထားပြီးတော့ဒီလိုမျိုးကောင်းသောစိတ်လေးတွေနဲ့ကိုယ်ကရှာမယ်ပြီးဝင်အသုံးချတဲ့ညမှာလည်းပေါ့နော်ဒါဟိုကိုယ်ပြန်ပြီးတော့သုံးတဲ့ခါကျရင်လည်းကုသိုလ်စိတ်လေးတွေနဲ့ပြန်သုံးတတ်ကြမယ်ပြောချင်တာတော့ကသိတယ်မလားဟိုဒါသုံးလိုက်ပြီဆိုရင်ကအာကုံသွားပြီ ဟမ်ငါပစနေတော့ကုံသွားပြီ sorry အဲ့လိုမျိုးပေါ့နော်တိရမလားကုံသွားပြီကုံသွားပြီကုံသွားပြီဆိုတော့အဲ့လိုမျိုးအတွေးနဲ့မဟုတ်ဘဲနဲ့ဒီပစ္စံငွေကြီးကိုကိုသုံးလိုက်ရတဲ့အတွက်ကြောင့်အဲကိုလည်းအဆင်ပြေသွားမယ်ကိုလည်းကိုလိုချင်တာရသွားမယ်မဟုတ်ကစားချင်တာဆိုရင်လည်းတခုခုဝယ်စားလိုက်တာကိုစားချင်တဲ့အခါကိုစားချင်တာလေးစားရတယ်တစ်ဖက်ဒီရောင်းချတဲ့သူမှလည်းဒီငွေကြီးကိုရတဲ့အတွက်သူ့တွေ့ပေါ့နော်ဒါဒီနေ့တစ်နေ့တောင်ဝင်ငွေလေးအဆင်ပြေသွားတယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးလေးစိတ် လေးပေါ့နော်ဒါကုသိုလ်စိတ်ကလေးပေါ့နော်ဒါလူတန်းနေမှာကုသိုလ်စိတ်မဟုတ်ဘူးပေါ့ကွာလူတန်းနာကတော့ပိုကောင်းတာပေါ့နော်အဲ့လိုမျိုးစိတ်ကောင်းလေးနဲ့ထားပြီးတော့ကိုယ့်ရဲ့ငွေကြီးကိုသုံးတက်မယ်ဆိုရင်ဒီငွေကြီးတွေက ကိုယ်စီစဉ်မှုတွေကပို့ပြီးတော့ဖြစ်လာလိမ့်မယ်ကိုယ်ပို့ပြီးတံမိုးထားလာတယ်ပြီးတော့ကိုယ်ကတံမိုးထားတာကိုကိုယ်တံမိုးထားရင်ငွေကြီးကလည်းကိုယ်ပြန်ပြီးတော့တံမိုးထားလိမ့်မယ်အဲ့လိုသဘောမျိုးလေးဒါကတော့အမကတော့အဲ့လိုမျိုးပဲနားလည်ထားတယ် เนาะဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အလောလောဆယ်ဆယ်မှာလဲကိုကအာကျေးဇူးတရားပုံနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါဒီ gratitude အဲလိုရမလဲတင်နန်းနေတက်တယ်ဆီမားဒီဆီမားလေးအန်နေဗောနော်အန်နေရဲ့ဒီ gratitude camp နေ 28day gratitude camp နေတက်တဲ့ခါကျေးဇူးတရားနဲ့ပတ်သက်ပြီးတော့ဗောနော်တော်တော်လေးကိုတိလာရတဲ့ခါမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ sorry ဒီလိုမျိုးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းဒီငွေကြေးကိုဘယ်လိုမျိုးကျေးဇူးတရားထားရမလဲဆိုတာတွေကိုတေချာလေးသိလာရတယ်အဲ့လိုမျိုးချိန်မှာကိုကဟိုပေါ့နော်ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့အရင်လိုမျိုးညှဉ်းညူနေတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကြိုးကြိုးစားစားနဲ့ပေါ့နော်ဒီငွေကြေးကိုအဲရှာတက်လာတယ်ရှာလာပြီးတော့ရလာတဲ့ငွေကြေးကိုလည်းကောင်းမွန်စွာအသုံးချတတ်လာတယ်ကောင်းသောစိတ်လေးနဲ့ရှာပြီးတော့ကောင်းသောစိတ်လေးနဲ့ပြန်ပြီးအသုံးချတတ်လာတယ် ညင်းညုံနေတာမျိုးတွေတအားကြီးစိတ်ပင်ပန်းနေတာမျိုးတွေမရှိတော့ရင်တော့ဆိုရင်အဝင်ငွေနေလိုက်ခါမျိုးဆိုရင်အရန်စိတ်ညစ်တက်တာအန်ဂျီတွေပါတအားကြတယ်အခုတော့အဲ့လိုမျိုးမဟုတ်ဘူးဘလောက်ပဲဝင်ဝင်ဝင်နဲ့ဝင်ငွေလေးကိုကျေစွတင်တတ်တဲ့စိတ်လေးထားတတ်သွားတယ်ကိုတုံးလိုက်တဲ့ခါကျရင်ဟာကုံပြန်ပြီကုံပြန်ပြီအဲ့လိုမျိုးတွေမတွေးတော့ဘဲနဲ့ဒီငွေကြီးကြောက်ဒီရာလေးတွေကငါဝယ်ခွင့်ရတယ်ငါသုံးဆွဲခွင့်ရတယ်ငါဒီပစ္စည်းလေးတွေကိုရလာခဲ့တယ် ဆိုတဲ့စိတ်နဲ့အဲ့ဒီစိတ်လေးနဲ့ပဲဒီငွေကြီးကိုထွက်သွားတဲ့ငွေကြီးကိုကျေစုတင်လဲအဲ့လိုသဘောလေးနဲ့ပဲသွားတယ်အဓိကတော့ဒါကုသိုလ်စိတ်လေးတွေလို့ပဲပြောရမှာပေါ့နော်ဒါကျေစုတင်စိတ်ဆိုတာလည်းကုသိုလ်စိတ်တစ်ခုပဲအာအဲ့လိုမျိုးနားလည်ထားတယ်လို့ပြောပြရအောင်နော်哦လောမောကွက်တီပဲเนาะနောက်တစ်ခါကပါဠိပဲဖြစ်ဖြစ်ရလာတာလေးတွေမှန်သမျှကိုကျေးဇူးတင်စိတ်နဲ့လက်ခံတအောင်調査ပါကဲ့ ခုနကအမပြောရတဲ့အကြောင်းအရာလေးတွေကိုဒီဒုတိယတက်ကလေးဆွဲလိုက်တဲ့ချိန်မှာလုံးဝကိုရလာတယ်။ကော့တီပဲနော်။အဲ့ဒါပဲပြောချင်တာကတော့ဂျေဆုတင်တက်အောင် ကြိုးစားခုနကအမပြောထားတဲ့အကြောင်းအရာလေးတွေကိုပဲအဲ့လိုမျိုးပုံစံမျိုးပဲပေါ့နော်ကိုဒီငွေကြေးလေးတွေကိုလေဂျေဆုတင်တက်အောင်ကြိုးစားအဲ့လိုဆိုရင်ကွာကိုစိတ်လေးလေးငွေကြီးနဲ့ပတ်သက်ပြီးတော့အရန်ကြီးပူပန်ရတာမျိုးမရှိတော့ဘဲနဲ့ငွေကြီးအစည်းအဝေးမှုလေးတွေကလည်းပြောမှဆိုရင်ကွာ ဟိုလုံးဝကြီးပေါ့နော်ကိုအဆင်မပြေမဖြစ်အောင်မလုံမလုံသွားအောင်ဒီလိုကျေးဇူးတရားလေးနဲ့နင်းနေဟိုဘယ်လိုပြရမလဲသူ့အနေသူ့ကွာတရမလားပေါ့ပေါ့ဘယ်လိုပြရမလဲပေါ့ကျော်ဝါပြီးတော့အရင်ကြီးရှင်းရှင်းပြပြမဖြစ်ဘူးဆိုရင်တော့မသူ့အနေသူကိုရဲ့နေ့တစ်နေ့တာလေးကိုအဆင်ပြေအောင်ငွေကြေးလေးတွေရစီစဉ်မှုလေးတွေရရောက်ဖို့ရောက်လာတယ်အဲ့ဒါကမကိုတွေ့ပဲအဲ့လိုမျိုးစိတ်လေးနဲ့ထားပေးဖို့လိုအပ်တယ်နော် ငွေနောက်ကိုပူပန်မှုနဲ့မလိုက်ပါနဲ့စိတ်အေးချမ်းမှုနဲ့တို့ငွေကိုစွန့်ငင်ယူပါတဲ့ကဲကြလာတဲ့သုံးကက်ကလုံးကဘလောက်တောင်တိုက်ဆိုင်လဲနောင်ခုနကအမပြောသွားသလိုပဲပူပန်မှုတွေနဲ့လိုက်ပြီးတော့လောဘကြီးတွေနဲ့ပဲလိုက်ပြီးတော့ခါတဲ့အာငွေ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 တဲ့မလားအာဒီလောက်ရမဒီလောက်ဟိုဖြစ်မမရသေးဘူးလားဖြစ်တင်ရဖြစ်တယ်ပေါ့နော်ရန်ကြီးအားမရရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးကြီးနဲ့မလိုက်ဖဲနဲ့ကွာတဲ့ စေးချမ်းမှုလေးနဲ့ပဲဆွဲငင်မှာဆိုတာခုနကပြောသလိုကုသိုလ်စိတ်လေးနဲ့ငွေကိုသုံးတက်ကမယ်ကုသိုလ်စိတ်လေးထားပြီးတော့ကောင်းတဲ့ energy လေးနဲ့ငွေကိုရှာတက်ကမယ်ပြီးဝင်ကျေးဇူးတင်တဲ့ကျေးဇူးတရားလေးနဲ့ကျေးဇူးတင်စိတ်နဲ့ငွေကိုသုံးချတက်ကမယ်တံပိုးထောက်တက်ကမယ်အဲ့ဒီလိုမျိုးစိတ်အေးချမ်းမှုနဲ့ငွေကိုဆွဲငင်ရမှာအဲ့လိုဆိုရင်သူ့အနေနဲ့သူကငွေရလေးကိုယ်စီကိုရောက်တဲ့အစည်းအဝေးမှုတွေကသူ့အနေနဲ့သူအဆင်ပြေပြေစီစဉ်နေနိုင်မယ်ဒါမယုံမရှိနဲ့ကိုတွေ့ပါကိုတွေ့ကိုပြပြတာနော် ဘဝတစ်လျှောက်လုံးအကြောင်းရှိတိုင်းမှာကိုယ်စီရောက်လာပေးတဲ့ငွေတွေကိုကျေးဇူးတင်စင်းနဲ့ရေတွက်ကြည့်ပါလားဟောဓမ္မလည်းကျေးဇူးတရားကိုပဲပြောထားတာနော်ကိုဘဝတစ်လျှောက်လုံးမှာငွေကြီးတွေအများကြီးသုံးဆွဲခဲ့မှာပဲအကြောင်းမျိုးမျိုးအတွက်ကိုသုံးဆွဲခဲ့မှာပဲကိုရဲ့စာစာဝတ်နေရေးနော်ဒီတခြားသောပညာရေးပိုင်းဆိုင်ရာဟာအကောင်လုံးကျမ်းမာရေးပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာမျိုးစုံကိုက သုံးချခဲ့မှာပဲအဲဒီຢာတွေအကုန်လုံးကို နော်ဒီတုံးချခဲ့မယ်ပြီးွားရင်ပေါ့နော်ဒီငွေကြီးတွေတချို့ရတယ်ဆိုတော့ကွာကိုစီကိုရောက်လာလိမ့်မယ်ရောက်လာကြတယ်အကြောင်းမျိုးမျိုးနဲ့ကိုအလုံးလုံးသူအလုံးလုံးတဲ့ဇီယံနဲ့ရတဲ့လာစာငွေပဲဖြစ်ပါစေတခြားသောပေါ့နော်ဒီမုတ်ဖိုးတွေရတာပဲဖြစ်ဖြစ်တခြားသောနီလန်းနေနဲ့ပေါ့နော်ငွေကြီးလေးတွေကိုစီကိုဝင်လာတာပဲဖြစ်ဖြစ်အရာအလုံးဝင်လာတဲ့ဝင်ဝင်မှန်သမ ्या ကိုကျေးဇူးတင်စိတ်လေးနဲ့လက်ခံကြည့်ပါ အဲပြီးဝင်ခုနကပြောတော့တုံးရင်လည်းကျေးဇူးတင်စေလေးနဲ့တုံးအဲ့တော့ဒီကက်ကလေးတွေကအဓိကတော့ငွေကိုတုံးတဲ့အခါကျေးဇူးတရားလေးတွေထားတတ်ဖို့အဓိကထားပြီးပြောပြနေတယ်လို့တော့ခံစားရတယ်နော်နည်းနည်းမိုးအေးလို့လားမသိဘူးချောင်းနေဆိုကြည့် sorry ပါနော် ော်ဒါကတော့အလုတ်ကင်ပိုင်းနဲ့ဆိုင်ရာကိုပြောတာဖြစ်ပါလိမ့်မယ်မိမိပညာနဲ့ထိုက်တန်တဲ့ငွေကြေးပမာဏကိုတောင်းဆိုတတ်တဲ့တောင်းဆိုရတဲ့တတိရှိဖို့လိုအပ်ပါတယ်တဲ့ဒါလည်းဟုတ်တာပဲဘာလို့လဲဆိုတော့တချို့တွေလုပ်ငန်းခွင်တွေမှာကိုယ်ပညာရေးချင်းကဒီလိုရှိတယ်ဒီလိုမျိုးအသုံးချလို့ရပါလေဒါနဲ့ငွေကြေးပိုင်းမှာဆိုသူတို့တွေကခေါင်းပုံဖြတ်ကြတယ် ကိုမတမ်းမရတွေပဲအဲ့လိုမျိုးပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုကကိုကိုကို confident ရှိရမယ်ကိုကိုကိုယုံကြည်မှုရှိရမယ်ကိုပညာရဲ့ကိုကိုလေးစားရမယ်ဒါနဲ့ထပ်တဲ့ငွေကြီးကိုတောင်းရတဲ့တတိရှိရမယ်အဲ့လိုသဘောလေးပေါ့နော်အဲ့လိုသဘောလေးကိုပြောချင်တာဒါမဲ့ဒါကတော့ပြောမလို့ခစ်စနီရလဲပါတာပေါ့နော်တခြားနိုင်ပြည်တွေမှာတော့လုံးဝလုံးလို့ရနိုင်တယ်လို့ရှိနေဒီတိုင်းပြည်မှာတော့ဒါတော့မပြောချင်တော့ပါဘူး လိုပဲပေါ့နော်ဒါဘာပဲဖြစ်ဖြစ်အခွင့်အရေးတွေရလာရင်တော့ဒီလိုမျိုးတောင်းဆိုရတဲ့တတိတော့ရှိရပါမယ်လို့ပြောတာပါနော်ငွေဆိုတာတဲ့ကိုယ့်စီပုံစံမျိုးစုံနဲ့ရောက်လာတတ်ကြတယ်ဟုတ်ပါတယ်ဒီလိုပုံစံမျိုးစုံနဲ့ရောက်လာတတ်တဲ့ငွေတွေကိုဒီလိုမျိုးလေးကျေးဇူးတင်စွာလက်ခံတတ်ကြမယ်ကျေးဇူးတင်စွာရည်ထွက်ကြည့်တတ်ကြမယ်နော် ကျေးဇူးတရားထားဖို့အမြဲမမေ့နဲ့နော်ငွေရတဲ့အခါတိုင်းမှာကောင်းမှုတစ်ခုခုတူဖျက်ဖျက်ရေစိုးပေးလှူလိုက်ပါတဲ့ဒါကတော့လှူဒန်းမှုလေးပြုခိုင်းတာပေါ့နော်တချို့တော့လူတွေရတည်တယ်မလားငွေနောက်ကိုပဲလိုက်ကြတယ်ငွေတွေပဲနင်းငယ်ရှာနေကြတာလောဘတွေစောရီတဲ့ လူဒန်းမှုတွေဌာနတွေကြတော့အားမဲနေကြတဲ့သူလေးတွေရှိတတ်ကြတယ်ဒါကြောင့်မလို့တောင်ငွေရတဲ့အခါအိုးပြပြဦးစားပေးလူလိုက်ပါဆိုတာကကွာအဲအလေးချိန်ကောင်းလေးတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ဒါကိုယ့်အတွက်ဈေးရောက်တာပဲဖြစ်ဖြစ်တခုခုရောင်းဝယ်တာပဲဖြစ်ဖြစ်အဲဘာပဲဖြစ်ဖြစ်ပေါ့ကွာဒီမှာကိုယ့်အတွက်အိုးပြပြရလာတဲ့ငွေအဲ့ဒီငွေကိုအမားတို့ဘယ်လိုလုပ်လို့ရလဲဆိုရင်မျက်စောဖျားစီမှာငွေလေးကိုကတ်ထားလိုက်ဒါမျက်စောဖျားတော့အိုးပြပြရတဲ့ငွေလေးလှူဒန်းလိုက်တဲ့သဘောမျိုးပေါ့နော် အဲ့လိုတဘောမျိုးဒါမှမဟုတ်လေကိုမိဘကိုမိဘကိုဒီဟိုမှာကလာစာထုတ်လာရဲဆိုလဲလာစာထုတ်လာတဲ့တဲကနေကိုမိဘအတွက်ဦးဖြစ်ပြကိုမိဘကိုကတော့တာတော့ငွေကြီးအချို့အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလှူဒန်းကြည့်ပါဒါလေးကကို့အတွက်ပေါ့နော်ဒါကံတရားအနေနဲ့ကောင်းတဲ့ကုသိုလ်ကံတစ်ခုဖြစ်စေလိမ့်မယ်နော်ပေးရဆိုတာတဲ့ရယူခြင်းမှာပဲရခဲ့တာအမှန်တရားကလည်းပေးလို့ပဲဖြစ်ပါတယ်တဲ့ เนาะအဲဓာလိတွေကကျတော့ကိုလှူဒန်းတာတွေပေးခန်းတာတွေရှိုးကျတော့လည်းသိတယ်မလားလိုအပ်နေတဲ့နေရာလေးတွေမှာလှူတယ်ပေးတယ်ဒီလိုမျိုးပေးလိုက်ခြင်းအပြင်ကိုကကုသိုလ်တွေရတယ်ဒီလိုမျိုးကုသိုလ်တွေရခြင်းအပြင်ကိုစီကိုလည်းဒီငွေကြီးတွေကတနည်းနည်းနဲ့ကိုရဲ့ကုသိုလ်ကံတွေကြောင့်ပြန်ပြီးတော့ပြန်ပြီးတော့ရရှိလာပါလိမ့်မယ်နော်ကိုရရဲကိုဝင်ငွေတွေရရဲကိုစူးစမ်းသမျှလည်းဒီအကောင့်ထဲတွေပေါ်တယ်ရရှိတဲ့မှန်များလည်းကိုအရင်တော့ပေးခဲ့တဲ့ကုသိုလ်ကံတွေကြောက်ပဲ ဲ့လိုမျိုးလေးပြောချင်တာနော်နောက်ဆုံးတစ်ခက်လေးကြည့်ပေးမနော်အော်ကိုပေးခဲ့ဘူးဓာတ်တွေမှန်သမျှပြန်စင်းစားကြည့်ပါကိုပေးခဲ့တာကောင်းမွန်ပေးခဲ့တာကောင်းမွန်တဲ့အရာတွေဆိုရင်ဒီအရာတွေကကိုယ့်စီကိုမျိုးစုံသော abundance ပြည့်စုံကြွားခြင်းတွေဖြစ်နေရောက်ရှိလာမှာပဲဖြစ်ပါတယ်တဲ့နော်။အဲဆိုဒီကလေးနှက်ကတိုက်ဆိုင်မှုပဲနော်။ပေးတယ်ဆိုတာရယူခြင်းမှာပဲရခဲ့တာမှန်သမျှကလည်းပေးခဲ့လို့ပဲဖြစ်ပါတယ်။အဲ့လိုမျိုးပေးခဲ့ဘူးတာတွေမှန်သမျှကိုလည်းပြန်စဉ်းစားကြည့်ပါကိုပေးခဲ့တာတည်းကကောင်းမွန်တဲ့အရာတွေဆိုရင်ဒီအရာတွေကကိုယ့်စီကိုပြည့်စုံကြွားခြင်းနေနေနဲ့ပေါ့နော်။ဒါ ပြန်လဲပြီးတော့ရောက်ရှိလာနိုင်မယ်။ဒါတွေကတော့ကိုယ့်ရဲ့ဒါနကုသိုလ်တွေပေါ့ကွယ်။ဒါနကုသိုလ်အားတွေစသဖြင့်ပေါ့နော်။ဒီလိုကုသိုလ်စိတ်တွေဒီလိုမျိုးပေးကမ်းတဲ့စိတ်တွေကပြန်ပြီးတော့အကျိုးခံစားရမယ်ဆိုတော့ပြောတာ။အဲ့ဒါကလည်းမယုံမရှိပါနဲ့။ဒါကဘယ်ဘာသာမှာပဲမဆိုဒီလိုမျိုးပဲ။ဒီလိုသဘောတရားတိုင်းပဲသွားတယ်။ဘုရားဘာသာမလို့ဒီလိုမျိုးပြောတယ်မဟုတ်ဘူး။ဘယ်ဘာသာဝင်မဆိုဒီလိုမျိုးကောင်းတဲ့အရာလို့ရင်ကောင်းတဲ့ကံတရားတွေကဖြစ်လာမှာ။ ဒါငွေကြေးပေါ်မှာလည်းဒီလိုမျိုးပဲเนาะကဲဒါကတော့ဒီ money နဲ့ပတ်သက်ပြီးတော့ money mindset နဲ့ပတ်သက်ပြီးတော့ဒါ notes လေးတွေကိုပေါ့เนาะဒါအကက်ကလေးတွေကြည့်ပြီးတော့ဘူးဒုဒအနေနဲ့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒါကဟို whole reading the reading အဲ့လိုမျိုးတွေတော့မဟုတ်ပါဘူး just knowledge sharing တဘောလေးပါပဲเนาะအခုလိုမျိုးပါဖြစ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲကိုအနေနဲ့ဘလို့စိတ်လေးတွေထားမလဲငွေကြီးကိုဘလို့စွန့်ငင်ယူရမလဲစသဖြင့်ပေါ့နော်စတာလေးတွေကို အဲ့နဲ့အတိတ်လေးတစ်ခုခုရသွားတယ်ဆိုရင်ပဲအခုလိုမျိုးပေါ့နော်ပြပြပေးရတာမကအများကြီးဝမ်းသာပါတယ်အခုလိုမျိုးနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်အဲနောက်လာတဲ့ပေါ့နော်ဒါလိုအပ်တဲ့ reading လေးတွေလည်းနောက်ရက်တင်မှာတင်သွားပေးပါမယ်စောင့်မျှော်ပြီးတော့အားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ် see you bye bye